ာဖရိကရဲ့အမှောင်တကအမှောင်ဆုံးမှော်ပညာရုပ်ရှင်တွေထဲမှာတင်ပြင်ပူတဲ့အက်ဒီဆိုက်ထားတဲ့ဗူဒူရုပ်တရုပ်ကိုမြင်အောင်ကြည့်လိုက်ပါသံစုံတယောက်ကိုထိခိုက်စေဖို့အဲ့ဒီအယုတ်ကိုအစီရင်လုပ်နေတဲ့မြင်ကွင်းဒါရီကတကယ်ပဲလားဒါမှမဟုတ်ဟောလိဝုဒ်ရဲ့ခြေကားထားတဲ့ပုံမြင်နေပဲလားအဖြေကတော့တင်ထင်ထားတာထက်ပိုနက်နေပြီးပိုကြောက်စရာကောင်းပါလိဒီနေ့မှာတော့ကျွန်တော်တို့ဟာအာဖရိကတိုက်ရဲ့အမှောင်ဆုံးလေဝတ်ချက်တစ်ခုဖြစ်တဲ့ Black Magic ရဲ့အကဘာလေးကိုခရီးသွားကြမှာဖြစ်ပါသေးတယ် အာဖရိကရဲ့ရိုးရာယုံကြည်မှုတွေမှာကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာနဲ့နာနာဘဝကမ္ဘာဟာတကားတစ်ချက်ပဲခြားတယ်လို့ယူဆကြပါသည်။တရှိအရာအလုံးမှာစွမ်းရည်တစ်မျိုးစီစီးစင်းနေပြီးအဲ့ဒီစွမ်းရည်ကိုထိန်းချုပ်နိုင်တဲ့သူတွေဟာအကောင့်ထင်မဲ့ကမ္ဘာနဲ့ဆက်သွယ်နိုင်စွမ်းရှိသွားကြပါသည်။သူတို့ဟာကွယ်လွန်သွားတဲ့ဘိုးဘွားတွေရဲ့ဝိညာဉ်တွေတဘာဝတရားကိုစောင့်ရှောက်နေတဲ့ net တွေကိုဆက်သွယ်ပြီးအကူအညီတောင်းနိုင်တယ်လို့သူတို့ရဲ့စွမ်းအားကိုအသုံးချပြီးသူတစ်ပါးကိုဒုက္ခပေးဖို့လည်းလုပ်နိုင်ကြပါသည်။မော်ပညာဆိုတာဒါတစ်ချောင်းနဲ့တူပါသည်။ အသီးလေးဖြတ်ဖို့တောင်းရင်အကျိုးရှိတယ်လို့လူသားဖို့တောင်းရင်တော့အကြောင်းဆရာအကောင်းဆုံးလက်နက်တစ်ခုဖြစ်သွားနိုင်ပါ ರೀ ဒါကြောင့်မလို့အာဖရိကမှာမှော်ပညာကိုနှစ်မျိုးခွဲကြားထားပါ ರೀ တစ်မျိုးကတော့အဖြူရောင်မှော်ပညာပါဒါကတော့လူတွေကိုကူးသပေးဖို့ယောဂဗျာရီပြောက်ကင်းဖို့ကံကောင်းခြင်းတွေယူဆောင်လာပေးဖို့အန္တရာယ်ကနေကာကွယ်ပေးဖို့အသုံးနဲ့ပညာရပ်ပါဒါပေမဲ့ကျွန်တော်တို့ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ဒုတိယတစ်မျိုးအမောင်ဘတ်ချမ်းမာရှိတဲ့ black magic အကြောင်းပါပဲဒါဟာမနာလိုမှုအမုန်းတရားနဲ့လက်စားချေလိုစိတ်ကနေမွေးဖွားလာတဲ့ပညာရဲ့တစ်ခုပါ ဒါဆိုရင်ဗလမ်းမတ်ချင်းမာရောဘလူနီလန်းနေတုံးပြီးလူတယောက်ကိုတိုက်ခိုက်လေအတုံးများဆုံးတဲ့အကြောင်းစရာအကောင်းဆုံးနီလန်းကတော့ဂျိန်စာတိုက်ချင်းပါပဲဂျိန်စာဆိုရာဇာကလုံးတတ်တတ်မဟုတ်ပါဘူးလူတယောက်ရဲ့ဇပင်လက်သေးဒါမှမဟုတ်သူဝေးခဲတဲ့အဝိဆလိုမျိုးကိုကြီးကိုရာပစ္စည်းတစ်ခုကိုယူပြီးအထူးစီရင်နေတဲ့ဂျိန်စာတိုက်လိုက်တဲ့အခါအဲ့ဒီလူရဲ့ကန်ဂျပါဟာမော်ဆီယာရဲ့လက်ထဲကိုရောက်သွားတယ်လို့ယုံကြည်ကြပါသည်နောက်တစ်မျိုးကတော့အားလုံးသိကြတဲ့ဘူဒူရုပ်တွေပါပဲအယုတ်ကိုပြစ်မှတ်ရဲ့ပုံသူဖြစ်ဖန်ပြီးအဲ့ဒီအယုတ်ကိုအဲ့နဲ့ထူတာ မီးနဲ့ရှူရာလုပ်တဲ့အခါမှာတကယ်လူစီမနာကျင်မှုတွေမတော်တဆမှုတွေတိုက်ရိုက်ဖြစ်ပေါ်လာစေတယ်လို့ဆိုပါရီဒါဟာစိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခု ဖြစ်ပြီးဂျင်စာမိသူဟာတဖြည်းဖြည်းနဲ့စိတ်ထက်ကြဆင်းလာပြီးဘဝပြတ်တဲ့အထိဖြစ်သွားနိုင်ပါရီဥပမာပြောပြရရင်ဟေဒီနိုင်ငံရဲ့ဘူရူးယုံကြည်မှုမှာဘူကာလို့ခေါ်တဲ့အမှုဆရာတွေဟာလူတွေကိုဖောက်ကောင်အဖြစ်ပြောင်းလဲပြစ်နိုင်တဲ့အထိစွမ်းအားကြီးတယ်လို့ဒေသခံတွေကယုံကြည်ကြောက်ရွံ့ကြရပါရီ။ နိုင်ဂျီးရီးယားကဂျူဂျူဆိုတဲ့ပညာရပ်မှာဆိုရင်လည်းပဲအာဟာစာသမားတွေကအစနိုင်ငံရေးသမားတွေအထိကိုပြိုင်ဘက်ကိုအနိုင်ယူဖို့ဂျူဂျူဆောင်းတွေကိုလှိမ့်ဝက်သုံးဆွဲတယ်လို့နာမည်ကြီးပါရီဒီအရာတွေကရှေးဟောင်းပုံမြင်နေလို့တင်ထင်နေလားလုံးဝမှားပါရီဒီနေ့ခေတ်ထိအာဖရိကတိုက်ရဲ့နေရာတော်တော်များများမှာ Black Magic ကိုယုံကြည်ကြောက်ရွံ့နေကြစေပါလူတယောက်ဖျားနာတာစီးပွားရေးကြဆင်းသွားတာမျိုးဆိုရင်ဆရာဝန်စီကိုအရင်မတော်ဘဲနဲ့ အရင်ဆုံးငါကိုတရားရောက်များပြူစားထားသလားဆိုပြီးသွားရောက်မေးမြန်းစုံစမ်းကြတဲ့အထိအဲ့ဒီအရာတွေကအမြင့်တွယ်နေတော့မှာပဲအဆုံးသတ်ရမယ်ဆိုရင်တော့အာဖရိကရဲ့ဘလတ်မက်ဂျစ်ဆိုတာရုပ်ရှင်တွေကကြောက်စရာဇာတ်လမ်းတစ်ခုမဟုတ်ဖိနေလူတွေရဲ့ယုံကြည်မှုကြောက်ရွံ့မှုနဲ့ယဉ်ကျေးမှုတွေနဲ့နဲ့ဆိုင်ဆိုင်ရောရှက်နေတဲ့တကယ့်အရှိတရားတစ်ခုပါပဲအကောင်းတဲ့အစိုးဆိုတာဟာပညာရပ်ပေါ်မှာမူမတည်ပဲအသုံးပြုသူရဲ့စိတ်နှလုံးသားပေါ်မူတည်နေတယ်ဆိုတဲ့သင်ခန်းစာတစ်ခုကိုလည်းပေးနေပါသေးတယ် ။ဘာလို့လဲဆိုတော့လောကမှာလူတရားရဲ့ယုံကြည်မှုအစွမ်းထက်တဲ့မော်ပညာဆိုတာမရှိတော့လို့ပါပဲ။